မြန်မာနိုင်ငံဟာအရှိတောအာရှမှာနေမြေဧရိယာဒုတိယခြေဝန်းတဲ့နိုင်ငံဖြစ်ပြီးတရုတ်နိုင်ငံ၊လာအိုနိုင်ငံ၊ထိုင်းနိုင်ငံ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊အိန္ဒိယနိုင်ငံတို့နဲ့လည်းနယ်နိမိတ်ချင်းထိစပ်နေပါတယ်။မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တိုင်းဒေသလူမျိုးအသေးသေးဟာရှေးနှစ်ပေါင်းများစွာကတည်းကချစ်ချည်ရင်းနှီးစွာနဲ့အတူတကွရှင်တွဲပြီးစုပေါင်းနေထိုင်လာခဲ့ကြတဲ့အပြင်ယုံကြည်ရာဘာသာအယူဝါဒအမျိုးမျိုးကိုလည်းလွတ်လပ်စွာ ိုးကွယ်လည်းရှိကြပါတယ်။တရားလာပါတဲ့မြေမြတော်တောင်တွေနဲ့ဘဝရှုခင်းတွေကပ္ပမွေနဲ့ဆင်းဝင်ရှေးဟောင်းရင်ချင်းမှုနဲ့မြည်တွေတမန်ဝင်ထင်ကရဖျားဇေဒီပထိုးတွေနဲ့တာသတိကဆောက်တွေဟာမြန်မာနိုင်ငံအတွက်တန်ဖိုးမဖြစ်နိုင်တဲ့အမွေနဲ့တွေပဲဖြစ်ပါတယ်။ကပ္ပတော်မှာဘဝဘေးအနေမျိုးစုံဖြစ်ပွားမှုတွေနဲ့ငလင်လောက်ခတ်မှုဟာပြည့်ထိုင်ရင်ပြည့်ထိုင်သလား ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့ကြရတဲ့ဘေးရန်တွေတစ်ခုဖြစ်ပါတယ်။ဂလင်လောက်ကမှုကိုကမ္ဘာတော်မှာမြေတည်နိုင်ငံမြေတည်ပညာရှင်ကမှတစ်ကြစွာကြိုတင်အပြည့်ပေးနိုင်ခြင်းမရှိသေးပဲအခြားဘေးအန္တရာယ်တွေနဲ့မတူတဲ့ကြိုတင်ခံမှန်းလို့မရတဲ့အကြီးမားဆုံးရန်သူဖြစ်မှတ်တမ်းတင်ထားစေတော့ဘေးအန္တရာယ်တခုလည်းဖြစ်ပါတယ်။ ငလေးလှရှားမှုကိုဖြစ်ပေါ်စေတဲ့ရေလွာသူကြီးတွေရွေးရှားမှုကြောင့်ငလေးရဲ့ပြင်းအားအချိန်ကလည်းတာမန်ဆင့်ကနေအလွန်ပြင်းထန်တဲ့အဆင့်ထိရောက်ရှိနိုင်ပါမယ်။ဒီမနက်ကမှငလေးလှရှားမှုကိုဖြစ်ပေါ်စေတဲ့ငလေးပြည့်ပြည့်တွေဖြစ်တဲ့ငလေးကျော်ကြီး၅ခုနဲ့ငလေးကျော်ငယ်၄၀ခန့်ရှိနေတယ်လို့ပညာရှင်တွေကလေ့လာတွေ့ရှိထားပါတယ်။ဒီမနက်ခင်းရဲ့အလဲဘိုးတစ်လျှောက်မှာလှုပ်ရှားမှုရှိတဲ့ပြည့်ရွေကြောကြီးရှိနေပြီ။အဲ့ဒီပြည့်ရွေကြောဟာတောင်နဲ့မြောက်တန်းလျက ကြော်ရွံ့ကြီးတစ်ပွဲတည်ရှိနေတာကြောင့်လဲတမိုင်းတစ်လျှောက်မှာပတ်တန်းတင်နိုင်တဲ့အဆင့်ရှိတဲ့ငလင်ကြီး18ကျင်းလှုပ်ခတ်ခဲ့တာကိုအဲဒီငလင်ကြီးတွေနဲ့1932ခုနှစ်မေလ17ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ပြင်အားရှစ်ရစ်ချစ်စတာစကေးရှိတဲ့မင်းမြုပ်ငလင်ဟာအင်အားအပြင်းထန်ဆုံးဖြစ်ခဲ့တာကိုနှိုင်းယှဉ်တွေ့ရှိရမှာဖြစ်ပါတယ်2025ခုနှစ်မလ28ရက်နေ့ဘောလွဲ7နာရီ52မိနစ်တောင်ညနဲ့စက္ကန့်အချိန်ခတ်မှာ မန္တလေးမြို့မြင်းကလေးစခန်းရဲ့အရှိန်မြောက်ဘက်27ကီလိုမီတာခန့်ကွာဝေးတဲ့မန္တလေးမြို့ရဲ့အရှိန်မြောက်ဘက်ကီလိုမီတာ20ခန့်ကွာမှာအနက်30ကီလိုမီတာကိုဗဟိုပြုပြီးအလွန်အင်အားပြည့်တဲ့ Richter scale 9.8အဆင့်ရှိတဲ့မန္တလေးငလင်ကြီးလှုပ်ခတ်မှုဟာမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်တွေနဲ့ဒုတိယအပြင်းထန်ဆုံးဖြစ်တာကိုနှမ်းရှင်တွေ့ရှိရတယ်လို့အဲ့ဒီငလင်ကနေထုတ်လွှတ်လိုက်တဲ့စွမ်းရည်ဟာအမှုမြို့ဘုံ344လုံးပောက်ကွဲမှုမှထုတ်လွှတ်လိုက်တဲ့စွမ်းရည်စုစုပေါင်းနဲ့ညီမျှတယ်လို့လည်း ပြည်ပပညာရှင်တို့ကဆိုထားပါတယ်အဲ့ဒီအရာအလွန်ပြင်းထန်တဲ့မြင်ကလေးနဲ့နောက်ဆက်တွဲကလေးငယ်တွေလှုပ်ခတ်မှုဟာတက်ရှိတက်မဲ့အရာများစွာကို ြိကပျက်စီးစေခဲ့ပြီးအထူးသဖြင့်မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်ရေပြော်ကောင်စီနယ်မြေကြီးတွေမှာ ထိခိုက်နေတာပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်မှုကိုထိတ်လန့်ပေါ်ရမြင်တွေ့ရဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ရင်ချင်းမှုအချက်အချာဒေသတွေဖြစ်တဲ့မန္တလေး၊စကိုင်းနဲ့အင်းဝါတို့မှာအစားထိုးလို့မရနိုင်တဲ့ရှေးရောက်ရင်ချင်းမှုအမွေနဲ့စောင့်နေတာတတိကအစောင့်တွေများစွာပြိုလဲပျက်စီးခဲ့ရတယ်။တရားရည်မြကူအင်းဝါဒကဟောင်းကြီးအပါဝင်ရန်ကုန်မန္တလေးအမြန်လမ်းမှာကြီးဒေါက်တာဝရီမြကူတကဒရဦးလေးစိမန္တလေးတက္ကသိုလ်မြို့ပြအစောင့်တွေအပြင်နေပြည်တော်မှာရှိတဲ့အထင်ကြီးအစောင့်တွေနဲ့အင်အားတွေအခြားမြို့ရွာတွေမှာထိခိုက်ပျက်စီးဆုံးရှုံးမှုတွေများစွာဖြစ်ပွားခဲ့တဲ့အဖြစ် လူသေးပြောင်းနဲ့နေရာရရှိမှုတွေလည်းများစွာဖြစ်ပေါ်သည်အဲဒီလိုမြင်ကလေးတန်ကြောင့်ပြည်သူတွေတည်ဆုံးကြရတာဟာနိုင်ငံတော်အတွက်လူသားအချင်းချင်းများစွာဆုံးရှုံးရတာဖြစ်လို့အနာဂတ်အတွက်တန်ဖိုးဖြစ်လို့မရနိုင်တဲ့လက်နာမှုတွေလည်းဖြစ်ပါတယ်တော့ဘေးရနေတခုကြောက်လာတိုင်း လူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေထိခိုက်ပျက်စီးမှုတာမကမူလအခြေအနေကိုရောက်ရှိနိုင်မှုပြန်လည်ထူထောင်ရတာဟာလဲပုံပြိုးတိုးတက်မှုကိုနှောင့်နှေးစေပါတယ်ပြည်ထောင်တဲ့ငလင်လောက်ခတ်မှုဟာစိုးရွားတဲ့ဘေးရန်တွေတခုဖြစ်တာကြောင့်လူသားဆိုင်ရာစိုးကြိုးတွေစီးပွားရေးဆိုင်ရာစိုးကြိုးတွေပတ်ဝန်းကျင်ဆိုင်ရာစိုးကြိုးတွေလူမှုရေးနဲ့ကျန်းမာရေးဆိုင်ရာစိုးကြိုးတွေဖြစ်တဲ့နောက်ဆက်တွဲဘေးရန်တွေဟာလူနေမှုဘဝကိုချိန်မစွာ ထိခိုက်စေနိုင်တဲ့ဆိုးကျိုးတွေလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းနိုင်ငံတော်စီမံရေးချုပ်ရေးကောင်စီအောက်ထနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမေအောင်လှိုင်အနေနဲ့ငလင်းလောက်ခတ်ပြီးနှစ်နာရီအတွင်းမှာရေပြောကောင်စီနယ်မြေအတွင်းမှာရှိတဲ့ငလင်းလောက်ခတ်ခဲ့တဲ့နေရာတွေကိုတွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးထိခိုက်ပျက်စီးမှုတွေအလွန်များပြားတာကိုတွေ့ရှိရတာကြောင့်ငလင်းဘေးလမ်းနဲ့ပတ်သက်တဲ့အထိပ်ပေးပြောကြားချက်တရက်ကိုချက်ချင်းထုတ်ပြန်ခဲ့တယ်လို့စေကူတာမှုခံယူနေတဲ့ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေနဲ့နှစ်သိမ့်အားပေးမှုတွေလှုပ်ဆောင်ပေးခဲ့ပါတယ်။ဒါပြေကူညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ဖို့အတွက်ပြည်ပနိုင်ငံတွေထံကနေအကူအညီတွေရရှိနိုင်ဖို့ဖိတ်ခေါ်ကမ်းလှမ်းမှုတွေနဲ့စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။အဲဒီတော့အချိန်အနာကြီးအတိုင်းအတာတစ်ခုအတွင်းမှာပဲအေရီဂျင်တရုတ်နိုင်ငံကကူညီကယ်ဆယ်ရေးအဖွဲ့တွေဥစွာရောက်ရှိလာခဲ့ကြတယ်လို့နိုင်ငံတကာကကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ကူညီထောက်ပံ့ရေးပစ္စည်းတွေအားလည်း ရပ်ပိုင်းအတွင်းမှာပဲဆက်လက်ရောက်ရှိလာခဲ့တာကြောင့်မြန်မြန်ရောက်မြန်မြန်ပို့မြန်မြန်ဖြန့်စနစ်နဲ့ကိုကြီးကေစင်းနဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုငလင်တန်တက်ဒေတာတွေပါစနစ်တကျဖြန့်ခွဲပေးနေပါတယ်။ဘင်္ဂလားကြီးကရဲ့ဖိတ်ခေါ်မှုနဲ့တူကမ္ဘာနံပြားကနိုင်ငံကရှောက်ဖွေကေစင်းအဖွဲ့အများပြားဟာလည်းငလင်တန်တက်တဲ့သူတွေကိုဖိမကူညီဖို့နဲ့ပြည်မိနေသူတွေကိုရှာဖွေကယ်ထုတ်နိုင်ဖို့အတွက်မြန်မာနိုင်ငံကိုအလင်းမြန်ဝင်ရောက်လာနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ိမီကူညီကယ်ဆယ်ရေးပစ္စည်းကရိယာပြည့်စုံတည်ဆောက်ပြီးရောက်ရှိလာကြကပြည်တွင်းမှာရှိတဲ့မြန်မာနိုင်ငံမိသားတက်ဖွဲ့ဝင်တွေ Brighter ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေတူငလေပြေးခြင်းပြေးခြင်းမှာပဲပတ်စုံကျိုးပန်းမှုနဲ့မြန်မာနာရှာဖွေကယ်ဆယ်မှုတွေကိုနိုင်ညမြန်မာနာပူပေါင်းကူညီဆောင်ရွက်ခဲ့ကြဖြစ်ပါတယ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေရဲ့ Golden 72 Hour Rules အရဖြစ်ပွားပြီး 82နှစ်အတွင်းမှာရှာဖွေကယ်ဆယ်ရေးကိုဆောင်ရွက်နိုင်ရင် အသက်ရှင်နေသူတွေကိုအချိန်မီကယ်ထုတ်နိုင်ခြင်းမြင်မာတာဖြစ်လို့အဲ့ဒီဖွဲ့တွေဟာခီးရောက်မဆက်ချက်ချင်းပဲငလင်းထံအဓိကခန်းစားခဲ့ရတဲ့နေပြည်တော်မန္တလေးနဲ့စကိုင်းမြို့တွေရှိကိုဖျက်ချက်သွားရောက်ပြီးလုပ်ငန်းတွေကိုစတင်စားခဲ့ကြတာဖြစ်ပါတယ်တစတဲမှာပဲဆက်သွယ်မှုလမ်းကြောင်းတွေမပြတ်တော့စေဖို့အတွက်ပျက်စီးသွားတဲ့လမ်းနဲ့တံတားတွေကို ယာယီသွားလာနိုင်ဖို့တာဝန်ရှိသူတွေတပ်မတော်သားတွေမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်တွေစေနာဝန်ထမ်းတွေအသင်းဖွဲ့တွေနဲ့စေနာရှင်တိုင်းသားမိဘပြည်သူတွေအလုံးကစာနာနားလည်မှုနဲ့အားတက်ပြီးရောပူပေါင်းပါဝင်ဆောင်ရည်နေကြတာကိုလည်းမြင်တွေ့ကြရမှာဖြစ်ပါတယ်။အရင်ကလေးတန်တဲ့ဒေသတွေမှာရုရှား၊တရုတ်၊အိန္ဒိယ၊ထိုင်း၊စင်ကာပူ၊မလေးရှား၊ဘင်္ဂလားဒေ့ရှ်၊ BNN ၊ UAE ၊လာအို၊ဘယ်လာရုစ်၊အင်ဒိုနီးရှား၊ဘူတန်၊ဖိလစ်ပိုင်၊ဂျပန်၊နီပေါ၊ပါကစ္စတန်စတဲ့ နိုင်ငံပေါင်း26နိုင်ငံကကယ်ဆယ်ဝန်ထမ်း2095ဦးဟာကယ်ဆယ်လုပ်ငန်းတွေကိုစေတနာထက်သန်စွာနဲ့အင်တိုက်အားတိုက်ဆွဲခဲ့ကြလို့မြန်မာပြည်သူတွေကလည်းငလင်ကြီးအပြီးအုတ်ခဲပုံပြပုံနဲ့ဖုံဖုံတွေကြားကနေကိုစီမိသားစုတွေအတွက်ရတမအေးတော့ကပွေးနေရပေမဲ့နိုင်ငံတကာကလာရောက်ကြတဲ့ကိုကြီးကယ်ဆယ်ရေးအဖွဲ့တွေပေါ်မြန်မာတို့ရဲ့အစင်လာကောင်းတွေဖြစ်တဲ့ခေါ်ရွေမှုကျေနာမှုအဲ့ဖို့ခြေပြမှုနဲ့ရိုးကုန်တွေနဲ့အတူအထူးကျေးဇူးတင်ရှိပေးပါ မြမစည်ရင်တဲ့စေနာလျောက်တုံ့ပြန်ဆောင်ရွက်ပေးတာတွေကိုလည်းလူမှုကွန်ရက်တွေမှာတွေ့မြင်ကြရပါတယ်။ဒါဟာငလင်းနဲ့ခန်းစားခဲ့ကြရတဲ့မြမတွေဟာကဲလင်လာတဲ့လက်တွေပေးရလာတဲ့အထောက်ပံ့အကူအညီတွေကိုရယူရင်းမိသားစုနဲ့မိတ်ဆွေရင်းချတွေအချင်းချင်းကြားမှာသာရှိတဲ့လွေးထွေးတဲ့ခန်းစားချက်ကျေးဇူးတင်တတ်တဲ့စည်ရင်တွေနဲ့ထွေပွေခံယူကြသူတွေဖြစ်တဲ့ဆိုတဲ့ပုံရိပ်ကိုပေါ်လွင်စေခဲ့ပါလေ။ တနည်းအားဖြင့်ဆိုရရင် ပြာပုံတွေက fitness ငတ်လို့လို့ထနိုင်မဲ့စိတ်နေစိတ်ထားတွေဖြစ်ပါတယ်။ဒါပြင်ငလင်းဘေးဒဏ်တင်ခဲ့ရတဲ့ဒေသတွေမှာရှားပွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ပေးခဲ့ကြတဲ့နိုင်ငံကထောက်ပံ့ရေးနဲ့ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆေးအဖွဲ့တွေရဲ့ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေပြီးမြောက်လို့တက်ဆိုင်ရာနိုင်ငံတွေကို ပြန်ကြတဲ့အခါမှာလဲမြန်မာနိုင်ငံအနေနဲ့ဂိုပြုနှုတ်ဆက်အခမ်းအနားကျင်းပကကျေးဇူးတင်ရှင်မှုကိုပြသခဲ့ပါတယ်။ အဲ့ဒီလိုနိုင်ငံတော်အစိုးရရဲ့ဥဆောင်မှုနဲ့တူနိုင်ငံကကရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေပြည်တွင်းကရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့အပြည့်အစုံတွေအောက်မှာနိုင်ပေါင်းများစွာချမ်းမြအောင်ပြည်မိနေကြတဲ့ပျောက်ဆုံးနေသူတွေကိုအစစ်မြေနီးပညာတွေအသုံးပြုပြီးရှာဖွေကယ်ဆယ်နိုင်ခဲ့ကြသလိုအရေးပေါ်ပြုစုကူတာဖို့လိုအပ်နေတဲ့ခြေကတန်းအရရှိတဲ့သူတွေကိုလည်းယာယီဆေးဦးနဲ့ဆေးခန်းတွေယာယီကယ်ဆယ်စခန်းတွေဖွင့်လှစ်ပြီးအချိန်နဲ့တပြေးညီကူတာပေးနိုင်ဖို့ဦးစားပေးစွာခေကြတာကိုလည်းတွေ့မြင်ကြရမှာဖြစ်ပါတယ်။ မြင်ကလေးတန်ကြောင့်အသက်သေးဆုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေကို စာနာနားလည်မှုတွေနဲ့ထပ်တူခန်းဆားရတဲ့နိုင်ငံတော်အစ်စ်ဝန်ထမ်းချင်းအထိမ့်မှန်နေရအဖြစ်မလ31နှစ်မှဧပြီလ6ရက်နေ့အထိကိုတတ်မှတ်ကြေညာခဲ့ပြီးဧပြီလ10ရက်နေ့မြန်မာစံတော်ချိန်7:52နာရီ52မိနစ်3ညနေဆက်ကပ်ချိန်ကတနင်္ဂနွေလုံးရှာမှုဖြစ်နိုင်ငံတော်လုံးမှာနိုင်ငံတော်လမ်းကိုတိုင်ခွင့်လျှော့ချတာလွှင့်တူပြီးအဲ့ဒီလမ်းလိုင်းတွေရဲ့ရှေ့မှာပြင်ရောက်ရှိနေကြတဲ့နေရာမျိုးစုံမှာ ဝန်ထမ်းချင်းအထိမ့်မှတ်ဖြစ်တမနစ်နေသက်ပြီးဘုညွတ်ကာရောပြုတ်ကြတာ။အော်ဆွဲကာရောပြုတ်လာပြီ။မီဒီယာတွေအနေနဲ့လည်းထုတ်လွှင့်နေတဲ့အစီအစဉ်တွေကိုခေတ္တရပ်ဆိုင်းခဲ့ကြပြီးဝန်ထမ်းချင်းအထိမ့်မှတ်ထုတ်လွှင့်တာတွေကိုတနိုင်ငံလုံးပါဝင်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံတော်အဆင့်ဝန်ထမ်းချင်းအထိမ်းအမှတ်9ရက်တာကာလပတ်လုံးကိုတနိုင်ငံလုံးအတိုင်းအတာဖြင့်လှုပ်ရှားဆွဲခဲ့ကြသလိုကမ္ဘာတွန်းကနိုင်ငံကောင်းဆောင်တွေကလည်းငလျင်လှုပ်ခတ်တဲ့နေရာမှာစတင်ကဒီကနေ့ထက်တိုင်းဖုန်းနဲ့ဆက်သွယ်ပြီးဝန်ထမ်းစကားပြောကြတာတွေဝန်ထမ်းကြောင့်တော်လွာပေးပို့တာတွေဆွဲခဲ့ကြတာကြောင့်မြန်မာနိုင်ငံအနေနဲ့စိတ်ခွန်အားတွေရရှိစေသလိုအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက်လည်းအားတက်ကြရပါတယ်ဒီလိုချိန်မှာမြန်မာပြည်သူတွေနဲ့တသားတည်းရှိကြောင်ပြသပြီး ဝန်ထမ်းချုပ်တော်လွှာပေးပို့ခဲ့ကြတဲ့ကုလသမဂ္ဂအေဂျင်စီများအပါအဝင်နိုင်ငံများစွာနဲ့အဖွဲ့အစည်းတွေအားလုံးကိုလည်းမြန်မာနိုင်ငံအစိုးရနဲ့ပြည်သူတွေကအထူးပဲကျေးဇူးတင်ရှိနေကြပါတယ်နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာအေဘီလာ၄ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့စက်ထမအချိန်မြောက် BIMSTEC စထိတ်သည့်အစည်းအဝေးမှာဘင်္ဂလားဒေ့ရှ်၊ဘူတန်၊အိန္ဒိယ၊နီပေါ်၊တီလင်္ကာနဲ့ထိုင်းနိုင်ငံတို့မှခေါင်းဆောင်တွေနဲ့အတူတက်ရောက်ခဲ့ပြီးမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မန္တလေးကလေးဘေးဒဏ်တင့်ခဲ့ရတဲ့လူတွေအတွက်တမနစ်ငြိမ်သက်ကာရဝပြုခဲ့ကြတဲ့အပြင်အဲ့ဒီစည်းအဝေးမှာနိုင်ငံတော်ဝန်ကြီးချုပ်ကမိကုံးပြောကြရမှာလဲမန္တလေးကလေးတန်းကြောင့်ထိခိုက်ဒေဆုံးပျက်စီးမှုများအတွက်အဖို့ဝင်နိုင်ငံများကစာနာထောက်ထားကြောင်းပြောကြတာ။ ရှာဖွေခဲ့စေအတွက်အချိန်တို့အတွင်းရောက်ရှိကူညီပေးတာစားတော့ဖွေရတွေအမြန်ပေးဖို့ကူညီပေးတာတွေအတွက်ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ဧပြီလ16ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာပဲနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူဂျင်မင်းအောင်လှိုင်နဲ့အာဆီယံလက်ချောက်ဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်မစ္စတာအန်ဝါအီဘရာဟင်တို့ထပ်မံတွေ့ဆုံဆွေးနွေးကြရမှာလဲ၎င်းကမြန်မာနိုင်ငံငလင်းဘေးထံမှပြန်လည်ထူထောင်ရေးပါအာဆီယံတိုင်ဝန်အနေနဲ့ ဆက်လက်ကူညီဆောင်ရွက်သွားမယ်လို့ပြောကြားခဲ့တာသိရှိရပါတယ်။နိုင်ငံတော်ဆိုရအနေနဲ့လည်းငလင်းတန်တဲ့ပြည်သူတွေအတွက်ငွေကျပ်ဘီလီယံ900မတီကကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်စားခဲ့တယ်လို့ဒီလိုမှစေနာရှင်လူရှင်တွေကလည်းအများကျိုးတည်ဖို့လိုတဲ့မုံမြတ်တဲ့စိတ်ထားတွေနဲ့အလှူငွေနဲ့ပစ္စည်းတွေကို အားတက်သရောပေးရလှူဒါန်းနေကြတာကိုဝမ်းမြောက်ပွင့်တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဒေဗီလမှာရှိတဲ့တပေါင်းခွဲမှာဒေဗီလတရားနေ့ကပြုတ်လုခဲ့တဲ့အလှူငွေပေးရလူတန်းပွဲမှာလမ်းမစီမောချွေကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့တာဝန်ရှိသူတွေတွေ့ရောက်ပြီးအလှူငွေလက်ခံခဲ့ရမှာငွေကျပ်136ဘီလီယံကျပ်တန်းပေါင်း3,16000ကျော်ခန့်အထိအလှူငွေလက်ခံရရှိခဲ့တဲ့အကြောင်းအဲ့ဒီလူငွေတွေကိုကိုကြီးကေစိန်းနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေမှာစနစ်တကျစီမံသုံးစွဲရရှိပါတယ် မြန်မာနိုင်ငံမှာဒေါ်ဝဘေးရန်တွေကြုံတွေ့ပြီးပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ရတဲ့နိုင်ငံတော်ဆိုရတက်မလို့နဲ့အများပြည်သူတွေရဲ့ငွေချေးနဲ့အတုံးဆောင်ပစ္စည်းတွေကိုကြီးပံ့ပိုးလူထမ်းမှုတွေဟာဝန်တာအားရချိန်လို့ဝင်ရမယ်ဖြစ်ပါတယ်ဒီနေရာမှာမြန်မာတို့ရဲ့တက်ဆွမ်းသမျှအားနဲ့ကြာရကန်နာတွေမှာပါဝင်ဆောင်ရွက်ခဲ့ကြတာကိုတွေ့မြင်နိုင်တယ်လို့ကြုံတွေ့လာရတဲ့တော့ဘေးနံတွေကို လူသားချင်းစာနာထောက်ထားမှုနဲ့မိမိတို့နိုင်ငံဝန်ကို စွန့်နိုင်တဲ့ဗျအားနဲ့တက်တက်အားဝိုင်းဝန်းပူပေါင်းကူညီဆောင်ရွက်ကြတဲ့မိုးပြက်လာတဲ့စိတ်ထားတွေကိုလည်းထင်ရှားစွာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်နိုင်ငံကရဲ့ကုညီထောက်ပံ့မှုတွေအနေနဲ့နိုင်ငံ26နိုင်ငံကလေရင်149စီး တဲမော်90စင်းမော်တော်ယာဉ်23စီးရောက်ရှိလာခဲ့ပြီးကယ်ဆယ်ဝန်ထမ်း2095ဦးထောက်ပံ့ပို့ဆောင်ရေးပစ္စည်း2635.6တန်တယ်ကယ်ဆယ်ပစ္စည်း1198.1တန်တယ်စုစုပေါင်း3833.34တန်ရောက်ရှိလာတာကြောင့်ငလင်ပေးတင်ဒေသတွေကိုထောက်ပံ့ကူညီမှုတွေပြုလုပ်ပေးနိုင်ကြတာတွေ့မြင်ကြမှာဖြစ်ပါတယ်နိုင်ငံတကာမှကူညီကယ်ဆယ်ရေးအဖွဲ့တွေဆရာဝန်တွေဒေါ်လာပြုတ်အဖွဲ့တွေကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းတွေစေဝါတွေရှာဖွေကယ်ဆယ်ရေးခွင့်တွေအထောက်အကူတွေလို့ရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေနဲ့တူပြည်ရင်းကရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဝိသက်တက်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းတာအဖွဲ့ငယ်တွေဖြန့်ခွဲပြီးငလင်းတန်တဲ့နေရာတွေမှာပျောက်ဆုံးပြီးပြည့်မီနေတဲ့ပြည်သူတွေကိုအရေးပေါ်ရှာဖွေကူညီပေးစေဖို့ကျမရေးဆောင်ရှောက်မှုလုပ်ငန်းတွေကိုစွန့်လွတ်စွန့်စားဖို့လည်းအင်တိုက်အားတိုက်ပူးပေါင်းဆောင်ရွက်ပေးနေကြတာကိုလည်းတွေ့မြင်ကြရပါဖြစ်ပါတယ် အဲ့လိုကိုကြီးကေစိလုပ်ငန်းတွေကိုညညမနာ အထုတ်ကျိုးပန်းလှုပ်ဆောင်ခင်းချတာကြောင့်အပြက်စီးတွေချားမှာနိုင်ပေါင်းများစွာပိတ်မိနေတွေကိုအသက်ရှင်လျက်ကေတင်ဆွမ်းဆောင်ပေးနိုင်တဲ့ပုံရိပ်တွေကိုခြေနူးပန်းပြောက်ဖွယ်တွေ့မြင်ကြရမှာဖြစ်ပါတယ်

ရရှိကြတာဖြစ်ပါတယ်။အဲဒီရှာဖွေကယ်ဆယ်မှုနဲ့ရှာဖွေတွေ့ရှိမှုတွေကိုကြည့်မယ်ဆိုရင်အေဗီလာနေ့ရက်နေ့စင်းမြရနေဘလကောင်စီနေပြည်တွင်းမှာတရုတ်ယူနန်ကရှာဖွေကယ်ဆယ်အဖွဲ့ဝင်39ဦးနဲ့ပူးပေါင်းကအသက်ရှင်သူတို့တည်ဆုံသူတို့စင်ကာပူနိုင်ငံမှာအဖွဲ့ဝင်89ဦးနဲ့ပူးပေါင်းပြီးအသက်ရှင်သူတို့တည်ဆုံသူ၄ဦးထိုင်းနိုင်ငံမှာအဖွဲ့ဝင်90ဦးနဲ့ပူးပေါင်းပြီးတည်ဆုံးသူ3ဦး။ဗီယက်နမ်နိုင်ငံမှာအဖွဲ့ဝင်106ဦးနဲ့ပူးပေါင်းပြီး တည်ဆုံးသူ9ဦးတူကီးယားနိုင်ငံမှာအဖွဲ့ဝင်10ဦးနဲ့ပူးပေါင်းပြီးအသက်ရှင်သူ9ဦးကိုရှာဖွေကယ်ဆယ်နိုင်ခဲ့ကြတယ်မလေးတိုင်းဒေသကြီးမှာလည်းရုရှားနိုင်ငံမှာအဖွဲ့ဝင်169ဦးနဲ့ပူးပေါင်းပြီးအသက်ရှင်သူ2ဦးတည်ဆုံးသူ6ဦးတရုတ်နိုင်ငံဘေကျင်းမှာအဖွဲ့ဝင်84ဦးတရုတ်နိုင်ငံ Blue Sky Rescue Team မှာအဖွဲ့ဝင်136ဦးတရုတ်ဟောင်ကောင်မှာအဖွဲ့ဝင်52ဦးနဲ့ပူးပေါင်းပြီးအသက်ရှင်သူ2ဦးတည်ဆုံးသူ12ဦးအိန္ဒိယနိုင်ငံမှာအဖွဲ့ဝင်80နဲ့ပူးပေါင်းပြီး တေဆုံးသူ၁၂ဦးတို့ကိုရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ကြဖြစ်ပါတယ်။အလာဒူစကိုင်းတိုင်းဒေသကြီးမှာမလေးရှားနိုင်ငံမှအဖွဲ့ဝင်50နဲ့ပူးပေါင်းပြီးတေဆုံးသူ6ဦးကိုရှာဖွေနိုင်ခဲ့တယ်လို့လီဘရယ်ကောင်စီနယ်ပြည်မလေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးတို့မှာနိုင်ငံပေါင်း9နိုင်ငံမှာရှာဖွေကယ်ဆယ်ရေး၁၂ဖွဲ့နဲ့ပူးပေါင်းပြီးအသက်ရှင်သူ9ဦးနဲ့တေဆုံးသူ53ဦးတို့ကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်။အင်အားပြင်းထန်တဲ့မန္တလေးငလင်ကြီးရဲ့လှုပ်ခတ်မှုကြောင့်ဧပြီလ26ရက်ည8နာရီအထိမြို့သားတော်ဝဘေးရန်ရဲ့စီမံခန့်ခွဲကော်မတီရဲ့ထုတ်ပြန်ချက်အရသေဆုံးသူ3969ဦးထိခိုက်ဒဏ်ရာရရှိသူ9106ဦးပျောက်ဆုံးသူ109ဦးကိုကြီးကယ်ဆယ်ရေးဖွဲ့ကအသက်ရှင်သူ 653ကိုကယ်ဆယ်ပေးနိုင်ခဲ့တယ်လို့သိဆုံးသူ986ဦးကိုရှာဖွေပေးနိုင်ခဲ့တာတွေ့ရှိရပါတယ်အလားတူငလင်းတန်ကြောင့်ရုံးဆောက်ဝန်ပေါင်း9452လုံးနေဆောင်9558လုံးစာသင်ကျောင်းပေါင်း2565ကျောင်းဘာသာရေးဆောက်ဝန်နဲ့ဖျားစီဒီပေါင်း9319လုံး စေယုံစေကန်း304ခုရန်ကုန်နေပြည်တော်မန္တလေးသွားရထားလမ်းနဲ့ဘူတာများတရားများဆယ်ပြောင်းတာတမန်များတက်စစ်တရားတွေများနဲ့ဆက်သွေးတာဝရိုင်းများစွာပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်လာပါသည်အဲလိုကြီးမားပြစ်ထန်တဲ့ငလင်းတန်းကြောင့်ဒီဘရိုမှာရှိတဲ့ရုံးဆောင်တွေများစွာပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဝန်ထမ်းအင်အားများစွာလည်းပျက်စီးခဲ့ရတာကြောင့်တင်းလျော်တဲ့အဆောက်အအုံတွေမှာ ုံးတွေပြောင်းရွှေ့ဖွင့်လှစ်ပြီးတက်ဆိုင်ရာလုပ်ငန်းတွေကိုအဆက်မပြတ်အောင်စီစဉ်ဆောင်ရွက်နေကြသလိုအဲဒီဝန်ထမ်းတွေအတွက်ကုညီထောက်ပံ့မှုတွေစီစဉ်ဆောင်ရွက်ပေးနေကြတာကိုလည်းတွေ့မြင်ကြရပါဖြစ်ပါတယ်မြန်မာလင်းတန်းခန်းစားခဲ့ရပြီးတဲ့နောက်မှာလဲသတိပြုဆောင်ရွက်ချရမယ့်အချက်တွေနောက်ဆက်တွဲငလင်တွေနဲ့မီးပေးဆူနာမီ ရေကြီးမြေပြိုစတဲ့ဘေးအန္တရာယ်တွေကို အထူးသတိပြုဖို့လိုအပ်တာကြောင့်နိုင်ငံပိုင်မီဒီယာအနေနဲ့လဲ အသိပညာပေးထုတ်ပြန်ချက်တွေကိုစဉ်ဆက်မပြတ်ထုတ်ပြန်ပေးလျက်ရှိတာကြောင့်ပြည်သူတွေအနေနဲ့လည်းဖြစ်ပေါ်လာနိုင်တဲ့ကောလာဟလတွေပေါ်သတိထားဆင်ခြင်ပြီးနိုင်ငံတော်ကတရားဝင် ထုတ်ပြန်နေတဲ့သတင်းတွေကိုစဉ်ဆက်မပြတ်စောင့်ကြည့်နားထောင်ပြီးလိုက်ပါလှုပ်ဆောင်ကြဖို့လိုအပ်ပါတယ် မြန်မာနိုင်ငံအနေနဲ့မြေငင်းတန်းကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးရမှုတွေပေါ်ပြည်လဲထူထောင်ရေးလုပ်ငန်းတွေဆောင်းနိုင်ဖို့ပြိုကျပျက်စီးသွားတဲ့အဆောက်အုံတွေနဲ့ပျက်စီးတွေကိုရှင်းလင်းဖယ်ထုတ်ခြင်းပြိုကျပျက်စီးနေတဲ့အဆောက်အုံတွေကိုဘေးရန်တွေမဖြစ်စေဖို့စနစ်ကျရှင်းလင်းဖယ်ရှားခြင်းပြည်လဲတိဆောက်ခြင်းအပိုင်း၃ပိုင်းနဲ့စီစဉ်ဆောင်းနေတာဖြစ်ပြီးငလင်းတန်းကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတဲ့လမ်းတံတားတွေနိုင်ငံပိုင်အဆောက်အုံတွေပြည်လဲတိဆောက်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကို ဝေကျေးအားလူရင်အားရန်နေရများစွာနဲ့အင်တက်အားတဲ့ဦးစားပေးအဆင့်လိုက်အမြန်ဆုံးဆောင်ရွက်နေတာဖြစ်ပါတယ်အခုခါမှာကေဇေးလုပ်ငန်းတွေနဲ့တဆက်တည်းနန္ဒရာပြည့်စည်ပြိုချမှုတွေ တက္ကသိုလ်နဲ့ကျောင်းတွေစေယုံတွေနဲ့တာသနိကဆောင်တွေတမိုင်းမွေနဲ့ဆောင်တွေအခြေခံဆောင်တွေပြည်လဲထူထောင်ရေးလုပ်ငန်းတွေဆောင်ဖို့ပမာဏများစွာကြီးမားတော့လေအခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားပြီး အနိုင်ယူဖို့အရှိန်အဟုန်နဲ့စောင့်နေကြပြီဖြစ်ပါတယ် လင်းလောက်ခတ်ပြီးတဲ့နောက်ငလင်းလောက်ဆက်တွဲလုပ်ငန်းဖြစ်တဲ့ထူထောင်ရေးလုပ်ငန်းဟာရေရှည်တည်တဲ့ခိုင်မြဲပြီးခံနိုင်ရှိတဲ့လူမှုအတိုက်အဝန်းတစ်ရက်ပြန်လည်တည်ဆောက်နိုင်ဖို့အတွက်အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ရက်ဖြစ်ပါတယ်။ဒေါ်ဝဘေးရနဲ့ကျိုတင်ကာကွယ်အစီအမံတွေကိုကျိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားခြင်းအပြင်အသက်ဆုံးရှုံးမှုနဲ့ထိခိုက်ဒဏ်ရာရမှုတွေကိုရှော့ချနိုင်မှာလည်းဖြစ်ပါတယ်။ ရင်းနဲ့ပတ်သက်ပြီးအတိအကျထားရှိကြမှာဖြစ်တယ်လို့မဖြစ်ပွားခင်မှာစောင့်တွေကိုရေရှည်မျှော်မှန်းပြီးပုံမခိုင်ခတ်အောင်တိဆောက်ထားကြရမှာဖြစ်ပါလေ။နေကလေးအန်ရနဲ့ပတ်သက်ပြီးမဖြစ်မီဖြစ်ပွားစဉ်နဲ့ဖြစ်ပွားပြီးတော့အခြေအနေတွေဖြစ်တဲ့ဘဝဘေးရန်ရဲ့ကြိုတင်ကာကွယ်အစီအမံတွေနဲ့အညီစနစ်တကျကြိုတင်ပြင်ဆင်စောင့်ရွက်ကြရမှာဖြစ်ပါလေ။ညီမတို့အလေးထားကြတဲ့နှစ်သက်ကိုကြိုဆိုကြတဲ့ မြမရွရာအတာကြံကာလမှာလဲငလင်းတန်းခန်းစားခဲ့ကြရတဲ့ပြည်သူတွေရဲ့ပျက်စီးဆုံးရှုံးမှုတွေကိုစာနာထောက်ထားတဲ့အနေနဲ့တရံကလုံးကတိမုတ်တိဆူကခုံကြရတယ်မပြုတ်လို့ကြပဲရိုးရဆင်လာရကုသိုလ်ကောင်းမှုတွေပြုရင်အေးအေးချမ်းချမ်းနဲ့ဖြတ်တန်းခဲ့ကြတာဟာလေမြမတို့ရဲ့စာနာတတ်မှုမြေတာတရားကိုအခြေခံတဲ့ကောင်းမှုမြင့်မြတ်တဲ့စိတ်ဓာတ်ကိုထင်ဟပြတ်တာနေပါလား ခုအခါမှာတကြံရုံးပိတ်ကာလနဲ့ဝန်ထမ်းတွေခွင့်သွားလာအနာပေးမှုတွေပြည့်မြောက်ခဲ့ပြီးဖြစ်တယ်လို့မြန်မာနေတဲ့ကူနဲ့နှစ်ဆန်းချိန်အခါသမျှမှာနိုင်ငံဝန်ထမ်းတွေအနေနဲ့အာဒီအင်သစ်တွေနဲ့တက်ကြွလန်းဆန်းစွာပြန်လည်ရုံးတက်ရောက်လာကြပြီးနိုင်ငံတော်ဆိုရရဲ့အုပ်ချုပ်မှုရန်ရာကိုပုံမှန်အတိုင်းလည်ပတ်နိုင်အောင်စူးစမ်းထမ်းဆောင်နေကြတာကိုလည်းအားတက်ဖွယ်မြင်တွေ့ရပါတယ် မြန်မာနိုင်ငံအနေနဲ့ပြီးခဲ့တဲ့နှစ်များအတွင်းမှာကိုဗစ် -19 ကပ်ရောဂါအင်အားလုံးပြင်းထန်တဲ့ဆိုင်ကလုန်းမုန်တိုင်းမုခါယာဂီတိုင်ဖွန်းမုန်တိုင်းတို့ရဲ့တက်ရောက်မှုတွေကြောင့်မကြုံစဘူးဖြစ်ပေါ်ခဲ့တဲ့မြေပြိုကျမှုတွေနဲ့ရုတ်တရက်ရေကြီးမှုအန္တရာယ်တွေကိုတစ်ခုပြီးတစ်ခုတစ်နှစ်ပြီးတစ်နှစ်ခံစားခဲ့ကြရပါပြီ။နိုင်ငံတော်ဆိုရတပ်မတော်နဲ့ပြည်သူတို့ရဲ့စုပေါင်းအားနဲ့အောင်မြင်စွာကျော်လွှားနိုင်ခဲ့တဲ့တာဒကများစွာလဲအထင်ရှားရှိပြီဖြစ်ပါတယ်။ ဲ့လိုအင်အားပြင်းထန်ဆိုးဝါးစွာလှုပ်ခတ်ခဲ့တဲ့မန္တလေးမြင်ကလင်းကြီးရဲ့ BNN နဲ့ကြုံတွေ့ရပြီးထိခိုက်နေတာခံစားရတာဒီပျက်စီးဆုံးရှုံးခဲ့မှုတွေပေါ်နိုင်ငံတော်ဆိုးရရဲ့အလေးထားစီမံခန့်ခွဲပြီးချိုးပန်းဆောင်ရွက်မှုတမရသားများရဲတပ်ဖွဲ့ဝင်များမိသက်တပ်ဖွဲ့ဝင်များစေနာရှင်လူမှုကေဇေးအဖွဲ့များကလည်းပြည်ပမှာလာရောက်ကြတဲ့ကေဇေးနဲ့ကုသရေးအဖွဲ့တွေနဲ့အတူရှားပွေကေဇေးလုပ်ငန်းတွေမှာမိညာမပြတ်အားထုတ်ချိုးပန်းဆောင်ရွက်ခဲ့မှုတွေကို ဂုံယူဝမ်းမြောက်ပွဲမြင်တွေ့ခဲ့ကြရတယ်လို့အခုခါမှလဲအပြည့်စည်တွေရှင်းလင်းဖယ်ရှားရင်းနဲ့ပြည်လဲထူထော်ရေးလုပ်ငန်းစဉ်တွေမှာဆက်ရည်ရများစွာအသုံးပြုပြီးအင်တိုက်အားတိုင်းနဲ့ဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြတာကိုအားတက်ဖွယ်မြင်တွေ့ကြရမှာဖြစ်ပါတယ်။ဒါကြောင့်အခုလိုကြုံတွေ့ခံစားကြရတဲ့ပြင်းထန်ဆိုးရွားလာတဲ့မြေကလေးအန္တရာယ်ကနေကျော်လွှမ်းနိုင်ဖို့အတွက်မလင်းတန်တဲ့ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုနိုင်ငံတော်အစိုးရတက်မလို့နဲ့ပြည်သူတို့ရဲ့စီးလုံးညီညွတ်မှုနဲ့ဝိုင်းဝန်းပူးပေါင်းဆောင်မှုစွမ်းပကတွေနဲ့ကျိုးပန်းတည်ဆောက်မှုဖြင့်မူလအနေထားထက်ပုံမတော်လုံးကောင်းမှုပြီးတာယာလှပငင်းငင်းနေစားတည်းအမေမြန်မာနိုင်ငံအဖြစ် အမြန်ပြောင်းလဲရောက်ရှိနိုင်ဖို့ပုံမကောင်းမှုနဲ့အနာဂတ်နေ့ရဲ့တွေ့စီကို အရှိန်ဟုန်နဲ့ဆက်လက်ရှောက်လန်းကြပါစို့လို့တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ